အာဆီယံကခွင့်ပြုပါကမြန်မာတက်မတော်နဲ့တွေ့ဆုံရင်မြန်မာနိုင်ငံသို့တောရောက်လိုပြီးတက်မတော်တွင်အာဏာတော်များများရှိကြောင်းနဲ့တည်ငြိမ်မှုစီရှေးရှုတဲ့လမ်းပြမြေပုံတစ်ခုရှာရမှာဖြစ်ကြောင်းတီမောလက်စတေနိုင်ငံသမ္မတဟိုဆေရာမို့စ်ဟော်တာကပြောကြားပါသည်။ BBC သတင်းဌာနနဲ့တီမောလက်စတေနိုင်ငံသမ္မတဟိုဆေရာမို့စ်ဟော်တာရဲ့တည်ထက်တွေ့ဆုံမှုတွင်၎င်းကအဲ့လိုထည့်သွင်းပြောကြားခြင်းဖြစ်ပါသည်။တီမောလက်စတေသမ္မတက တကယ်လို့အာဆီယံဥက္ကဋ္ဌကနေအတွင်းမှုချုပ်ကအာဆီယံဥက္ကဋ္ဌကနေအတွင်းမှုချုပ်ကနေလောက်ပါလို့ပြောလာရင်တက်မတော်နဲ့စကားပြောဖို့ကျွန်တော်မြန်မာနိုင်ငံကိုသွားမှာပါ။ဘာဆောင်လဲဆိုတော့တက်မတော်မှာအာနာတော်တော်များများရှိပါသည်။အန်ဒီအေပေးနေတဲ့အာနာရှိသလိုအန်ဒီအေပေးနေတာကိုရက်တံပေးမယ့်အာနာရှိပါသည်။ဒါကြောင့်သူတို့နဲ့စကားပြောဖို့လိုပါသည်။တည်ငြိမ်မှုစီရှေးရှုတဲ့လမ်းပြမြေပုံတစ်ခုရှာရမယ်။အာလုံချားကနိုင်ငံသဘောတူညီချက်အစ်တစ်ခုပေါ့။ဒါကပြည့်ပြည့်စုံမလို့ပါဘူးလို့ပြောကြပါသည်။ ဒါအပြင်ပြည်ပြည်စုံတဲ့ဒီမိုကရေစီကိုမမျှော်လင့်ရတဲ့၎င်းခြေနေမျိုးမရှိကြောင်းပြည်ပြည်စုံတဲ့ဒီမိုကရေစီဆိုရမှာမိမိရဲ့မိုးကုတ်စဝိုင်းတွင်ရှိခြင်းရှိမှာဖြစ်ကြောင်း၎င်းကဆိုပါသည်ပြဿနာကတော့အဲ့ဒီမိုးကုတ်စဝိုင်းစီကိုလမ်းလျှောက်သွားလေလေအဲ့နေရာမရောက်နိုင်လေလေဖြစ်တာပါပဲဘုံသဘောတူညီချက်၅ရက်ကိုကျွန်တော်သဘောတူတယ်လို့ဒါကသိကောင်းတဲ့စာရမ်းမှာကြည့်လိုက်ပါဒီထက်ကောင်းအောင်ထမလို့နိုင်တော့ဘူးဒါပေမဲ့ဒါရီကမျှော်လင့်ချက်တွေဖြစ်လာရင်ကောင်းမယ်ဆိုတဲ့အချက်တွေ ဒါပေမဲ့ဒါတွေကတကယ်တမ်းအောင်မြင်မယ်ဖြစ်လာနိုင်တယ်ဆိုတာမျိုးဟုတ်ချင်မှဟုတ်မှာပါလို့တီမောလက်စတီတမရဟိုဆေးရာမို့စ်ဟော်တာကပြောကြားပါတယ်ဒီမော်လစ်တေးနိုင်ငံဟာအာဆီယံဖွဲ့ဝင်အဖြစ်ဝင်ရောက်ခွင့်ရရှိကြိုးပမ်းနေချိန်2021ခုနှစ်ဖေဖော်ဝါရီလပိုင်းမှာ NUG အဖွဲ့နဲ့ထိတွေ့ဆက်ဆံမှုများပြုလုပ်ခဲ့ရာမြန်မာအစိုးရကလည်းရန်ကုန်မြို့ရှိတီမော်လစ်တေးတန်ယုံယာယီ ရန်ကုန်မြို့ရှိတီမောလက်စီတန်ယုံယာယီတာဝန်ခံကို2023ခုနှစ်အောက်တိုဘာလကုန်မှာမြန်မာနိုင်ငံမှထွက်ခွာစေခဲ့တဲ့အပြင်အာဆီယံမှာတီမောလက်စီနိုင်ငံရဲ့အဖွဲ့ဝင်ဖြစ်ရောက်ရှိမှုကို အဖွဲ့ဝင်ဖြစ်ဝင်ရောက်မှုကိုသဘောမတူပဲဆက်လက်ကန့်ကွက်ထားခဲ့ပါသည်။အဲဒီနောက်2025ခုနှစ်ဇူလိုင်လအတွင်းတီမောလက်စီတန်ယုံယာယီတာဝန်ခံဟာမြန်မာနိုင်ငံသို့လာရောက်ပြီးနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအားလာရောက်တွေ့ဆုံက မြန်မာအစိုးရနဲ့ပြည်လဲထိတွေ့ဆက်ဆံခဲ့ပြီးစက်တင်ဘာလအတွင်းနေပြည်တော်မှာမြန်မာတီမောနိုင်ငံနိုင်ငံသားရေးဝန်ကြီးများဦးဆောင်ပြီးဆွေးနွေးပွဲတရက်ပြုလုပ်ခဲ့ပါသည်အဲဒီနောက်မလေးရှားနိုင်ငံမှာရခိုးရပိုင်းအတွင်းကျင်းပပြီးစီးခဲ့တဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးမှာအာဆီယံဖွဲ့ဝင်ဖြစ်တဲ့မြန်မာနိုင်ငံရဲ့သဘောတူညီမှုနဲ့တီမောလစ်စတေးနိုင်ငံကိုအာဆီယံရဲ့စက်တနိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်အာဆီယံကတရားဝင်လက်မှတ်ရေးထိုးဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။